todo o tempo. ်မင်္ဂလာပါရှင်ခစ်သစ်တွေမီဒီယာကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဆုံးအနေနဲ့နေရီကန်ပြူဟာကုန်းတိုက်ပွဲကြီးဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်တနိုင်ငံလုံးအတိုင်းအတာဖြင့်ရွေးကောက်ပွဲကိုပြုလုပ်နိုင်တော့မည်မဟုတ်ဟုမင်းအောင်လှိုင်မှဝန်ခံပြောဆိုလာချိန်တွင်ပင်ပြည်သူဒေါ်လာရေးတက်ဖွဲ့များကရခိုင်ပြည်နယ်မကွေးတိုင်းနယ်စပ်အနီးရှိအမြင့်ပေ9000ကန်တွင်တည်ရှိသည့်နေရီကန်ပြူဟာကုန်းကိုသိမ်းယူနိုင်ခဲ့မှုကြောင့်စေအုပ်စု၏မကွေးတိုင်းတွင်ထိုးဖောက်ဝင်ရောက်ရန်နှင့်ထောက်ပို့လမ်းကြောင်းများကိုပိတ်ဆို့ဟန်တားနိုင်ခဲ့ပြီဖြစ်ပါသည်။ တိုက်ပွဲများကဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါရယ်အရကတက်တော်ဦးစီးတီပူပေါင်းတက်များသည်ငပဲမြို့နယ်တွင်ရှိရန်သူ၏ကာကင်းစခန်းများအလုံးကိုချိန်မုံနိုင်ခဲ့ပြီးတပတ်အကြာမှာယခုလိုတင်ယူနိုင်ခဲ့ခြင်းလည်းဖြစ်တယ်လို့မြန်မာနောင်သတင်းမှာဖော်ပြထားပါရယ် စေယုစုတီနဲ့ရေကန်နဲ့သုံးမိုင်ကန်ကွာဝေးတဲ့ပစီချေးရွာဘက်ကိုစစ်ကူများဆိတ်လွတ်နေပါတယ်စစ်တပ်အခိုင်မှာခန့်စစ်ယူထားတဲ့ကုတ်ကြီးရွာအနီးရှိစခန်းကိုလည်းဆက်လက်တိုက်ခိုက်လျက်ရှိပါတယ်စစ်တပ်မှလက်နက်ကြီးများလေးချောင်းမှပြင်းထန်ခုခံသည့်ကြားမှတော်လန်ရေးတပ်ပေါင်းစုဟာပစီမျောစင်နဲ့ကုတ်ကြီးရှိကာကင်းစခန်းများကိုတင်ယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်စေယုစု၏အရေးပါဆုံးသောထောက်ပို့လမ်းကြောင်းများပြုလဲသွားခဲ့ရပါတယ်နေရေကန်ပြူဟာကုန်းရှိ90ရာခိုင်နှုန်းကျော်ကိုတင်ပိုက်ထားပြီးကစင်ကရောင်စုတ်ခွာထွက်ပြေးနေသောရန်သူ တပ်များအားလိုက်လံချေမုန်းလျက်ရှိပြီးစေအုပ်စု၏လေယာဉ်များကအစမပြတ်ပုံကျဲတိုက်ခတ်လျက်ရှိပါသည်။နေရီကန်တင်တွန်လိုင်းရေးတပ်ပေါင်းစုများမကွေးတိုင်းအတွင်သို့ထိုးပေါက်နိုင်ရေးကိုအဓိကဟန်တာဖြစ်နေသောစကန်လည်းဖြစ်ပါသည်။မကွေးတိုင်းအတွင်အကျန်းဖက်စေအုပ်စု၏တပ်များကိုအဓိကပံ့ပိုးပေးနေသည့်လက်နက်ဆက်ရုံအမြောက်များတည်ရှိနေပါသည်။ ပြီးခဲ့တဲ့လအစောပိုင်းကလေးကစေအုပ်စုတွေ၎င်းတို့ဆုံးရှုံးသွားသောနေမြေများပြန်ရရန်အင်အား1400ခန်းဖြင့်ငဖဲမြို့နယ်တွင်စစ်ကြောင်းထိုးလာ၍တိုက်ပွဲများပြင်းထန်လာခဲ့ပါသည်ထိုတိုက်ပွဲများတွင်ရန်သူတပ်များအကြဆုံးများပြပြီးကစင်ကရဖြစ်ကုန်သည်ဟုအရခတပ်ကဆိုပါသည်ရန်သူတပ်သားဒါဇင်ပေါင်းများစွာကိုလက်ရဖမ်းဆီးမိခဲ့ပြီးအများအပြားမှာစစ်ထဲဆွဲသွင်းခံခဲ့ရတဲ့လူငယ်များဖြစ်နေပါသည်စေအုပ်စုတွေရခိုင်မကွေးနယ်စပ်တဝိုက်သို့တိုက်အင်အား6နဲ့ချီ၍ထိုးစစ်ဆင်ခဲ့ပူတော်လေးအောင်မြင်မှုမရခဲ့ပေ င်နေရီကန်ကုံအား2025ဖေဖော်ဝါရီမှစ၍ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပါသည်နေရီကန်ကိုတင်ပန်နိုင်ခဲ့မှုကြောင့်အမ်ဘရန်လန်ပသိမ်မုံရလမ်းများကိုထိန်းချုပ်ထားနိုင်ရန်လမ်းပွင့်သွားခဲ့ပြီဖြစ်ပါသည် ဗရောင်းမြို့နယ်အတွင်းရှိစေယုတ်စု၏6သုံးလုံးပွိုင်ကုန်းကိုလည်းအာရခတက်တော်ကတင်ပိုင်နိုင်ခဲ့ပြန်ပါတယ်။ယခုကရန်သူအင်အား150မှ200တိရှိနေသည့်ခမောက်တောင်ကုန်းကိုဆက်လက်ထိုးစစ်ဆင်နေသည်ဟုသိရပါတယ်။စေယုတ်စု၏ငင်းကြဲရေးဆိုသည်က၎င်းတို့အားတွန်းလှန်တိုက်ခိုက်နေသူတဦးတယောက်များမရှိတော့မှဖြစ်မည်ဟုခံယူထားကြသူများဖြစ်ပါတယ်။ယခုကပြည်သူများကိုကြောက်ခိုင်းကဆရာနာရှင်များနဲ့လူပေါင်းမှပြီးအပြစ်ခတ်ရဲစေးရေး NCA လက်မှတ်ရေးထိုးခဲ့ကြသူများကိုကြည်က10နှစ်သာထိုင်လာသည့်၎င်းတို့ ၏တောင်းဆိုချက်များကိုဘာတစ်ခုမှမေမေရရလိုက်ရောပေးခဲ့ခြင်းမရှိဘဲဒုံရင်ကဒုံရင်သားဖြစ်နေသည်ကိုတွေ့ရမည်ဖြစ်ပါれ။ဤသည်ကိုမိမောနေချယုံမကအင်ချက်ချင်းအိုးမဲ့တို့ခုတ်ခိုင်းနေသည်ကိုပင်ပျော့ပျော့ကြီးပါဝင်နေကြပြန်ပါれ။တချို့ကလည်းမြမစစ်တပ်ကိုကြောက်ရွံ့စိတ်များကြောင့်လက်တွဲနေကြခြင်းဖြစ်၍ ၎င်းတို့၏စေစားခိုင်းစင်မှုများကိုမလွန်ဆန်ရဲအောင်ဖြစ်နေရှာပါတယ်အတ္တမဝါဒီများမြမမြေပေါ်မှာအပီးတိုင်ကွဲပြောက်သွားသည့်နေရောက်လျင်မိမိတို့ပြည်သူများမြေများအထိပျော်ရွှင်ကြပေမည်နည်းဟုသောစိတ်ကိုနှလုံးသွင်းနိုင်ကလုံးလုံးစေမပြေလည်မှုများကိုခိတ္တခဏမိထားနိုင်ကြပြီးတော်လှန်ရေးကြီးအမြင်အောင်မြင်မှဖြစ်မည်ဟုခံယူချက်များအလိုလိုပေါ်ပေါက်လာကြလိမ့်မည်ဟုယူဆမိပါတယ်ပြည်သူတို့၏တရားသောစေမုံချအောင်ရမည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကြောင်းကတော့ကြောက်ကျင်းမြို့နယ်တွင်ခလာရ85မှာစစ်မှုရန်တပ်သားတိတ်ခုနှစ်ဦး KNL ထံတွင်အလင်းဝင်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ ပဲခူးတိုင်းကြောက်ချင်းမြို့နယ်တွင်ခလာရ85မှာစစ်မှုရန်တပ်သားတိတ်ခုနှစ်ဦး KNL ထံမှအလင်းဝင်လာကြောင်း KNU တရင်ချင်းမြစ်ကထုတ်ပြန်ပါတယ်။အော်တိုဘာလ15ရက်အာနာသိန်းအကြမ်းဖက်စစ်ကောင်စီတပ်၏ခလာရ85တရင်မှာစစ်မှုရန်တပ်သားများဖြစ်သောအသက်22နှစ်အရွယ်ကျော်စင်ရအသက်28နှစ်အရွယ်တင်ဟာနိုင်အသက်36နှစ်အရွယ်အောင်မျိုးဦးအသက်20စီသူဟိန်အသက်26နှစ်မောင်မောက်အသက်33နှစ်တန်းနိုင်ဦးနှင့်အသက်24နှစ်ရာစာထက်စုစုပေါင်းစစ်မှုရန် န်တပ်သား9ဦးမှအလင်းဝင်ဘက်ဘက်ပြောင်းခိုလုံလာကြောင်းသိရပါဗျ။ အဆိုပါစစ်မှုရန်တပ်သား9ဦးမှစစ်မှုရန်အပတ်စဉ်9စစ်မှုရန်အပတ်စဉ်10နဲ့စစ်မှုရန်အပတ်စဉ်73တို့မှတနန်းသားများဖြစ်ကြပြီးအလင်းဝင်စစ်မှုရန်တပ်သားအသက်တန်းနိုင်ဦးနဲ့ရာဇာတပ်တို့9ဦးမှအယောင်စားခံရပြီးပြည်သူစစ်မှုရန်ဘဝတို့ရောက်ရှိလာသူများဖြစ်ကြောင်းသိရှိရပါသည်အခက်အခဲမျိုးမျိုးကြောင့်အလင်းဝင်ဗက်ပြောင်းခိုးလုံလာကြသောစစ်မှုရန်တပ်သားအသက်များမှလက်နက်များယူဆောင်လာနိုင်ခြင်းမရှိတော့လေကြောက်ကြီးမျိုးနယ်တာဝန်ရှိသူများမှနေရာထိုင်ခင်း အစားအစာနဲ့အဝတ်အစားများထောက်ပံ့ပေးရပြီးကောင်းမွန်စွာတင်းတင်းဆောင်းလျှောက်ထားကြောင်းသိရပါတယ်။အကြောင်းမျိုးမျိုးကြောင့်မတရားစစ်မှုထမ်းစစ်ခိုင်းခံရသူအာဏာသိမ်းအကြမ်းဖက်စစ်တပ်တွေမှတပ်သားများအနေဖြင့်မိမိတို့နဲ့နေဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များထံသို့ရရနေဖြင့်လက်နက်ချအလင်းဝင်ဗက်ပြောင်းခုံလုံးကြရန် KNU ကတိုက်တွန်းထားကြောင်းသိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့မင်းအောင်လိုင်ကရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏လုပ်ငန်းတာဝန်ဖြစ်သည့်လွတ်တော်ကိုယ်စားလှယ်လောင်းများကိုစစ်စစ်နေမှုများကိုသူကိုယ်တိုင်လုပ်နေဟုထုတ်ပြောမဲဆွယ်စည်းရုံးရေးတွင်စစ်တပ်ကိုဝေဖန်တိုက်ခိုက်လျင်အမတ်လောင်းဖြစ်မှပေးပြတ်နိုင်ဟုချိန်ချောက်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။အကြံဖက်မင်းအောင်လိုင်ကရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏လုပ်ငန်းတာဝန်ဖြစ်သည့်လွတ်တော်ကိုယ်စားလှယ်လောင်းများကိုစစ်စစ်နေမှုများကိုသူကိုယ်တိုင်လှုပ်ဆောင်နေကြောင်း ထုတ်ဖော်ပြောဆိုလာပါတယ်စစ်တပ်ကဒီဇင်ဘာ28ရက်စတင်ပြုလုပ်မဲ့ရွေးကောက်ပွဲဝင်ရန်စည်ရင်းပေးသူစုစုပေါင်း58ပါတီရှိပြီးကိုယ်စားလှယ်လောင်း9000ကျော်ရှိကြောင်းစိုးမကိုယ်စားလှယ်လောင်း9000ကျော်တွင်လည်းအတန်းပညာနှင့်ပတ်သက်၍၎င်းအခြားကိစ္စရပ်များနှင့်ပတ်သက်၍၎င်းညှိစုံးနေသူများတွေ့ရကြောင်းမင်းအောင်လိုင်ကသူကိုယ်တိုင်ကိုယ်စားလှယ်လောင်းများကိုစစ်စစ်သည့်အခြေအနေများကိုထုတ်ဖော်ပြောဆိုထားပါတယ် ရွေးကောက်ပွဲအတွက်စည်ရင်ပေးထားတာ58ပါတီရှိပါတယ်။တနိုင်ငံလုံးဝင်ပြိုင်မဲ့6ပါတီ၊ပြည်내တိုင်းဒေသကြီးမှာဝင်ပြိုင်မှာက52ပါတီရှိပါတယ်။စီစစ်ဖို့အတွက်သက်ဆိုင်ရာဝင်ကြီးဌာနစီကိုရောက်ရှိလာတဲ့စည်ရင်ကိုကြည့်တဲ့အခါမှာတော့ကိုယ်စလဲလောင်း9000ကျော်ရှိပါတယ်။အဲ့ဒီထဲကတချို့ဟာအကျန်းဖြင့်ကြည့်တဲ့အခါမှာအတန်းပညာနဲ့ပတ်သက်တာအခြားကိစ္စရပ်တွေနဲ့ညီစောနာတွေတွေ့တဲ့အခါကျတော့တချို့ဟာတွေလည်းအပြောင်းလဲတော့ရှိနိုင်ပါလိမ့်မယ်ဟုမင်းအွန်လိုင်းကဆိုပါတယ်။ တို့ပြင်အကြမ်းဖက်စစ်တပ်ကရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မြေနိုင်ငံရေးပါတီများကိုအော်တိုဝါလ28ရက်နေ့မှစတင်၍ရက်ပေါင်း60မဲဆွေစီယုံခွင့်ပြုလိုက်ပြီးမဲဆွေစီယုံရမည်ပါတီများအနေဖြင့်စစ်တပ်ကိုဝေဖန်တိုက်ခိုက်မှုများမလုပ်ရန်ဆိုသောစီးမြင်းများကိုလိုက်နာရမည်ဖြစ်ကြောင်းရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မြေတတိပုဂ္ဂလလွတ်တော်ကိုစလဲလောင်းတို့ကပြောဆိုပါသည် မဲဆွေစည်းရုံးမှုတွေမှာတက်မတော်ကိုမဝေဖန်ရဘူးဆိုတာဒီမြို့နယ်ကော်မရှင်ဘက်ကခေါ်ယူအသိပေးတဲ့ဒီစီကံချက်ကိုညှိဆုံရင်ကိုယ်စလဲလောင်းအဖြစ်ကနေပေဖြတ်နိုင်တယ်လို့ပြောတယ်ဟုတတိပုဂ္ဂလရွေးကောက်ပွဲဝင်ပြိုင်မဲ့တိုင်းဒေသကြီးလွတ်တော်ကိုယ်စလဲလောင်းကရှင်းပြပါရယ်ရွေးကောက်ပွဲကိုယ်စလဲလောင်းများနေဖြင့်လာမယ့်အောက်တိုဘာ28ရက်မှဒီဇင်ဘာ26ရက်နေ့ထိရက်ပေါင်း60ကြာမဲဆွေစည်းရုံးနိုင်ပြီးမဲဆွေစည်းရုံးရာတွင်စက်တင်ဘာ25ရက်နေ့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားတဲ့အချက်၉ချက်ပါညွှန်ချက်ကိုလိုက်နာရမည်ဖြစ် စ်ကြောင်းအဆိုပါရည်ညွှန်းချက်တွင်စစ်တပ်ကိုဝေမံတိုက်ခတ်ခြင်းမပြုရဆိုသောအချက်ပါဝင်ကြောင်းသိရှိရပါသည်။နိုင်ငံရေးပါတီများရွေးကောက်ပွဲမဲဆွဲဟောပြောစည်းရုံးရာတွင်စစ်တပ်ပြုတ်ခွဲရေးနှင့်စစ်တေးဂုံတိုက်ခါတိုက်ခိုက်စင်မှုများမလုံဆောင်ရန်နှင့်လိုက်နာရမည့်အချက်၉ချက်ကိုစစ်တပ်လောက်ခံရွေးကောက်ပွဲကော်မရှင်ကတားမြစ်ထုတ်ပြန်ပါသည်။အကြံဖက်စစ်တပ်လောက်ခံရွေးကောက်ပွဲကော်မရှင်ကစက်တင်ဘာ25ရက်နေ့မှနိုင်ငံရေးပါတီများအတွက်မဲဆွေစည်းရုံးဟောပြောတင်ပြခွင့်အတွက်လိုက်နာရမည့်စီမင်းစည်းကမ်းများကိုထုတ်ပြန်ခဲ့ရမှာနိုင်ငံရေးပါတီ များအနေဖြင့်ဟောပြောတင်ပြရာတွင်ပြည်ထောင်စုမပြိုကွဲရေးတိုင်းဒါစီလုံးညီညွတ်မှုမပြိုကွဲရေးနှင့်ချုပ်ချာအာဏာတည်ထက်ခံမြေးရို့ကိုတိုက်ခိုက်စေသည့်ဟောပြောမှုများမပြုလုပ်ရန်လုံးကြုံရေးတရားဥပဒေစိုးမိုးရေးနှင့်အေးချမ်းတာယာရေးကိုထိခိုက်စေသည့်ဟောပြောမှုများမပြုလုပ်ရန်2008ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တည်ဆဲဥပဒေများကိုလေးစားလိုက်နာမှုမရှိသောဟောပြောမှုများမပြုလုပ်ရန်နိုင်ငံတော်အားအကြီးအကျယ်ပြည့်စည်ရန်သို့မဟုတ်ဂုံတိတ်ခါတိပါစီရန်ဟောပြောမှုများမပြုလုပ်ရန်တို့တားမြစ်ထားပါသည် စစ်တပ်လောက်ကရွေးကောက်ပွဲကော်မရှင်ကနိုင်ငံရေးပါတီများ၏ဟောပြောစည်းရုံးမှုဆောင်မှုများကိုစစ်စစ်မြေဖြစ်ပြီးပြင်ဆင်ရေးသားချင်းခွင့်ပြုမိန့်ထုတ်ပေးခြင်းများဆောင်ရွက်မည်ဖြစ်ကြောင်းထုတ်ပြန်ထားတယ်လို့သိရပါဗျာ။